ရိယာအရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်တော်လန်ရေးတက်တွေဘက်ကရွာသုံးညွာခန့်စုပ်ပေးကြရဟုဒေသခံအချို့ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မရိယာမျိုးနယ်ရှိချမ်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကအသေးခံတိုးလာတာမို့တော်လန်ရေးတက်တွေကကြေးပါသုံးညွာလောက်နောက်ဆုတ်ပေးလိုက်ရတယ်လို့ဒေသခံအချို့ကပြောပါတယ်။အော်တိုဘာ22ရက်နေ့မနက်9နာရီလောက်ကစပြီးငါးလုံးပြွန်ရွာရဲ့မြောက်ဖက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ခွင်းပြင်တွေ လေကွင်းတွေအထိစစ်တပ်ကအင်အားလုံးရင်းနဲ့တိုးလာပြီးတော်လန်ရေးတပ်တွေဘက်ကလက်နက်ကြီးဆက်လက်တွေလက်နက်ငယ်တွေနဲ့ခုခံခဲ့ပေမယ့်အသေးခံတိုးလာတာမှုနေမီအချို့ပြန်ပြီးခဲ့ရတယ်လို့စုံစမ်းသိရှိရပါတယ်။အတုံယုံလဲကျနေတာကြီးကိုမြင်နေရတယ်ဗျ။အဲ့ဒီအပေါ်ကနေကိုသူတို့စကားစတက်လာတာကျွန်တော်အထင်မှုရစေးတွေကျွေးပြီးတိုက်ခိုင်းနေတယ်။မျက်မြင်ကိုတရားလောက်ရှိတယ်လဲကျသွားတာလို့ရှေတန်းနေမြေကိုရောက်နေသူတအုပ်ကပြောပါတယ်။စစ်ကောင်စီဘက်ကလည်းအသေးခံဒရုန်းတွေနဲ့ပုံချဲတိုက်ခိုက်ခဲ့တာမို့ ဒေါ်လာရင်းရဲ့ဘော်အချို့လည်းထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ22ရက်တိုက်ပွဲဟာမနက်9:00နာရီကစကာပြင်းထန်ခဲ့ပြီးညနေ3:00နာရီမှာမိုးသည်ထန်လာချိန်မှာစစ်တပ်ကရွာတွေကိုဝင်စီးခဲ့တာလို့သိရပြီးညနေ9:00နာရီမှာလက်နက်ငယ်ပစ်ခတ်မှုမရှိတော့ပဲဒေါ်လာရင်းတပ်ဖွဲ့တွေဘက်ကနေမြေတချို့စုပ်ပေးခဲ့ရတယ်လို့သိရပါတယ်။ရဲဘော်တွေလည်း3ရက်လောက်တောက်ခံခဲ့တယ်လို့ဒေသခံတအူကပြောပါတယ်။ အော်တိုဘာ22ရက်တိုက်ပွဲမှာစစ်တပ်ဘက်ကတပြေလောင်ကျွဲကြရွာစိတ်သာရွာအရှိချမ်းတို့ကိုပြန်ထိန်ချုပ်နိုင်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ညနေပိုင်းမှာလည်းစစ်တပ်ကကာငါးစီနဲ့အင်အားထပ်ထိုးထားပြီးစိတ်သာရွာရဲ့တောင်ဘက်ကတောင်ပေါ်ကိုအထိုင်ချထားတယ်လို့သိရပါတယ်။မရီယာမျိုးနယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးမန္တလေး PDF ကိုဆက်သွယ်မေးမြန်းနိုင်ဖို့ကြိုးစားပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။ဖြူသူကောက်ွက်ရေးတက်မတော်မန္တလေး MDY PDF နဲ့ မဟာမိတ်တပ်တွေက2029စစ်စင်ရေးဒုတိယလှိုင်းရှမ်းမန်းစစ်စင်ရေးမှာစင်ကူးမျိုးအပါအဝင်တမျိုးနယ်လုံးကိုတိမ့်ပိုက်ထိန်ချုပ်နိုင်ခဲ့တယ်လို့မရီယာမျိုးနယ်အရှိတ်ချမ်းကစစ်တပ်နဲ့ရဲစခန်းပေါင်း40ခန်းကိုတိမ့်ပိုက်ပြီးမရီယာမျိုးနယ်အရှိတ်ချမ်းကိုထိန်ချုပ်နိုင်ခဲ့ပါတယ်စစ်တပ်ကစစ်သားနှင့်ဖြူစောတိအင်အားများပြတိုးခဲ့တယ်လို့တရုတ်အစိုးရစီကလက်နက်ခဲယံဤပညာအကူအညီတွေရရှိခဲ့ပြီးရှမ်းမြောက်ကဒေါ်လန်ရေးတပ်တွေကိုထိုးစစ်မလုပ်ဖို့တရုတ်ကဖိအားပေးပြီးချိန်မှာစစ်တပ်ကအခုနှစ်စံကစပြီး တံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။စစ်တပ်ကလေကြောင်းကဒရုန်းနဲ့တိုက်လေယာဉ်တွေအုံဖြုတ်ဘုံကျဲတယ်လို့လက်နက်ကြီးပစ်ကူနဲ့မြေပြင်အင်အားအများပြအုံဖြုတ်တံပြန်ထိုးစစ်ဆင်လာချိန်မှာထော်လန်ရေးတပ်တွေမှတရုတ်အစိုးရရဲ့ဖိအားကြောင့်လက်နက်ခဲယံရရှိမှုအကန့်အသတ်တွေကြောင့်တိမ့်ပိုက်ထိန်ထုတ်ထားတဲ့နေမြေအချို့ကနေပြတ်ဆုပ်ပေးနေရတာရှိတယ်လို့စစ်ရေးအကဲခတ်တချို့ကပြောပါတယ်။ဆလပီအချမ်းဖတ်စစ်အုပ်စုဤအတူရောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်များကပြတ်သားစွာညှင်းပယ်ရမည်ဟုခုလအထူးကိုယ်စားလှယ် ထရန်အန်ဂျူးတောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အကြံဖက်စရုပ်စု၏တူယောင်ရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်များကဖျက်သားစွာညှင်းပယ်ရမည်ဟုမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအချူးကိုဆက်လက်ထရန်အန်ဂျူးကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်ကစစ်အုပ်ချုပ်ရေးကိုပုံမှုခိုင်မာစေပြီးနိုင်ငံတကာဖိအားများကိုလျှော့ချနိုင်ရန်ရည်ရွယ်၍အကြမ်းဖက်စစ်ကောင်စီကတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထိုရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်များကဖြစ်ဖြစ်သားသားညှိပယ်ရမည်ဖြစ်ကြောင်းထရန်အန်ဂျူးကပြောဆိုထားပါတယ်။စစ်အာဏာသိမ်းအစိုးရကလွန်ခဲ့တဲ့လနှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရင်မီဒီယာလွတ်လပ်ခွင့်တို့ကိုတားမြစ်ကောင်းအယက်သားတွေအပေါ်စစ်တရက်တိုက်ခိုက်မှုတွေဆက်လက်ပြပွားနေချိန်စေအုပ်စုကအာဆီယံကိုလှည့်စားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အသိမှတ်ပြုဖို့လိုလားနေပါတယ်ဟုမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန့်အန်ထရူးကပြောဆိုပါတယ်။ထို့ပြင်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအာဆီယံသည်မြန်မာနိုင်ငံနဲ့ပတ်သက်သည့်မဟာဗျူဟာပိုင်း၌လမ်းဆောင်လမ်းကွာကိုရောက်ရှိနေကြောင်းတွန့်အန်ထရူးကအတည်ပြုပြောဆိုထားပြီး အာဆီယံကောင်ဆောင်များအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏လှည့်ဆောင်မှုကိုတရားဝင်ဖြစ်စေမိမည်သည့်အရာကိုမဆိုရှောင်ရှားရမည်ဖြစ်ကြောင်းရွှေကောက်ပွဲစောင့်ကြည့်သူများကိုစေလိုချင်းသည့်လဲရှောင်ရှားရမည်အထဲတွင်ပါဝင်ကြောင်း Trend and True ကဆက်လက်ပြောဆိုပါသည်။ဆေအိုစုရဲ့တူယောင်ရွှေကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်သွားစေပြီးသူတို့ဆေအိုစုရဲ့အဖြစ်တွေကိုကောက်ွယ်ပေးရရောက်သွားမယ်လို့ Trend and True ကအတိပေးပြောဆိုထားပါသည်။ လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးသည်အာဆီယံ၏ယုံကြည်ကိုးစားနိုင်မှုကိုအဆုံးဖြတ်ပေးမယ်အခိုက်အတန့်ဖြစ်ပြီးအာဆီယံအနေဖြင့်မြန်မာစစ်အုပ်စုစီမှတာဝန်ခံမှုတောင်းဆိုရန်အကြံဖတ်မှုအဆုံးသတ်ရန်သက်ဆိုင်သူအလုံးနှင့်အတိတ်ပဲရှိသည့်နိုင်ငံရေးဆွေးနွေးပွဲများကိုပြုလုပ်ရန်နှင့်လူသားချင်းစာနာမှုအကူအညီများကိုအတားအဆီးမရှိဝင်ရောက်ခွင့်ပေးရန်တို့ကိုတောင်းဆိုကောင်းခေါင်းဆောင်မှုပြသင့်ကြောင်းအာဆီယံကိုလည်းမြန်မာပြည်သူများကမျှော်လင့်နေကြောင်းထရန်အန်ဒရူးကဆက်လက်ပြောဆိုပါသည် အကြံဖတ်စေအုပ်စုသည်လာမယ့်ဒီဇင်ဘာတွင်အထူးရောက်ရွေးကောက်ပွဲကိုပြုလုပ်ရန်ပြင်ဆင်နေပြီးထိုရွေးကောက်ပွဲကိုမြန်မာနိုင်ငံအတွင်းသာမကပဲကမ္ဘာနိုင်ငံအသီးသီးရှိမြန်မာလူမျိုးများကလည်းကန့်ကွက်ဆန္ဒပြလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာစစ်အုပ်စု၏ဓာတ်ရုပ်လက်နက်အသုံးပြုမှုကိုနိုင်ငံတကာကစောင့်ကြည့်ရန်တမ်မတ်ကြီးဦးကျော်မိုးထွန်းတတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အုပ်စု၏ဓာတ်ရုပ်လက်နက်အသုံးပြုမှုအခြေအနေများကိုနိုင်ငံတကာကစောင့်ကြည့်ကအစီအမံများချမှတ်ထားရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတရီပေးလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကထိုသို့တရီပေးသွားခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အုပ်စုကတရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ဖက်အရက်ဖက်နှမျိုးသုံးဆက်မှုဓာတ်ရုပ်ပစ္စည်းများကိုအလွယ်တကူပင်အလွယ်သုံးစားပြုခဲ့ကြောင်း မြန်မာနိုင်ငံတိုင်းဓာတ်ရုပ်လက်နက်အသုံးပြုမှုအခြေအနေများအားစောင့်ကြည့်ရန်နှင့်စစ်အုပ်စုအပေါ်ကြိုတင်ကာကွယ်ရေးအစီအမံများချမှတ်ရန်အရေးတကြီးလိုအပ်နေကြောင်းတမ်မတ်ကြီးကထောက်ပြပါရယ်မြန်မာစစ်တပ်ကရခိုင်ရှိခဲ့တဲ့ဓာတ်ရုပ်လက်နက်အစီအစဉ်နဲ့ပတ်သက်၍ဖွင့်လင်းမြင်သာမှုမရှိခြင်းသတင်းဖော်ပြချက်များအရစစ်တပ်သည်1980ပြည့်နှစ်လွန်များကမြန်မာနိုင်ငံအလေပိုင်းတောင်ဘက်တွင်ဓာတ်ရုပ်လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုလှည့်ပတ်ခဲ့ကြောင်း 2009ခုနှစ်တွင်လည်းမြန်မာနိုင်ငံအလဲပိုင်း၌တခြားစက်ယုံတစ်ခုကိုချက်မှန်တိစောက်ခဲ့ကြောင်းပထမစက်ယုံက NNI ပါဓာတ်ရုပ်ပစ္စည်းတစ်မျိုးဖြစ်သော Sulfur Master ကိုထုတ်လုပ်ခဲ့ကြောင်းသို့တော်လည်းရင်းအစီအစဉ်ကိုစစ်တပ်ကတခါမှကျင်ညာခဲ့ဘူးခြင်းမရှိဘဲ CWCE တာဝန်ဝတ္တရားများကိုချိုးဖောက်ခဲ့ကြောင်းစစ်ဆေးအတည်ပြုထားသောဖြည့်ဆည်းမှုမရှိသည့်အတွက်စစ်တပ်၌ဓာတ်ရုလက်နက်လက်ကျန်ပစ္စည်းများပိုင်ဆိုင်မှုရှိမရှိမှာဆက်လက်မေးခွန်းထုတ်စီရဖြစ်နေကြောင်းသံမတ်ကြီးကဆိုပါတယ် အကြံဖတ်မြန်မာစေအုပ်စုကဓာတုပစ္စည်းများအုံဖြူသည့်တာရကများမြင့်တက်လာခြင်းစစ်အာဏာမသိမ်းမီကပင်စစ်တပ်ကဓာတုပစ္စည်းများအုံဖြူသည့်ဟုတန်တရားဖြစ်ပွဲသတင်းများထွက်ပေါ်ခဲ့ကြောင်းအာဏာသိမ်းပြီးနောက်ပိုင်းဒေါ်လာရင်းအင်အားစုများထိန်းချုပ်ရာဒေသများ၌ပြင်းအားမြင့်မျက်ရည်ယိုပုံ white phosphorus safranin aluminum phosphate အပါအဝင်ဓာတုပစ္စည်းများအားကျဲဖြန့်ခဲ့ပြီးနောက်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာ Rabbit necrosis နဲ့ပြုတ်အန်ခြင်းစသည့်လက္ခဏာများခံစားခဲ့ရသည့်မှတ်တမ်းများရှိကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါရယ်။ထို့ပြင်စစ်အုပ်စုကစီစဉ်နေသောအထူးရောင်ရွေးကောက်ပွဲမှာစစ်တပ်ကအရက်သားများအပေါ်ဓာတုလက်နက်များအသုံးပြုခြင်းအပါအဝင်ရက်ဆက်ကြမ်းကြုတ်မှုများစွာအတွက်အပြစ်ပေးမခံရသည့်အပြင်ဆက်လက်ကျူးလွန်နိုင်ရေးခွင့်ပြုချက်ပေးလိမ့်မည်သာဖြစ်ကြောင်းထို့ကြောင့်၎င်းတို့၏အလိမ်ညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုငြင်းပယ်ကန့်ကွက်ရန်အကြံဖက်စစ်အုပ်စုထံသို့စစ်လက်နက်ပစ္စည်းများတိုက်လျင်စီး အခြားသောအရက်ဖတ်စစ်ဖတ်နှမျိုးသုံးဖြစ်စည်းများနှင့်ဆက်ဆက်ဖြစ်စည်းများစသည့်စီးဆင်းမှုအလုံးကိုဖျက်တောက်ရန်အဖွဲ့ဝင်နိုင်ငံများအလုံးကိုတမတ်ကြီးကတောင်းဆိုပါရယ်ဆက်လက်ပြီးပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်တပ်ကိုဂျာဖြတ်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်မခွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအချံဖတ်စစ်တပ်ကို ရှားဖြတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်းပြည်သူ့တော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘလ18ရက်နေ့နံနက်ပိုင်းတွင်ပေါင်းမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထွက်လာသောအင်အား200ဝန်းကျင်ပါအကြံဖက်စစ်တပ်ကိုပြည်သူ့တော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ဝင်မှရဲဘော်များကရှားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။ ထိုထိတွေ့တိုက်ပွဲသည်တနအိခတ်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှအထိနာခဲ့သောကြောင့်ရှေ့ဆက်တိုးနိုင်ခြင်းမရှိပေနောက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းရှင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ပြီး၈ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ရန်သူကိုခုခံတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တို့တာဝန်ပါပဲ။ကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့စစ်အာဏာရှင်ဆိုတဲ့အုတ်တိုင်းနှံရံကြီးဟာဒုရေကြီးမှာပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဒီချက်ပို့ပြီးစူးစီးနေဖို့လိုသလို ဒီထက်ပိုပြီးမှကြော်ဖို့လိုတယ်လို့ပဲပြောချင်ပါတယ်ဟုပြည်သူတော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူတော်လှန်ရေးတပ်ဦး PRF နဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်သောပြည်သူဒီမိုကရက်တစ်တပ်တော် PDA ၊ចောင်းသားလက်ယုံတပ်တော် SAF ၊ Borderless နဲ့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ပြည်သူတော်လှန်ရေးတပ်ဦး PRF ပြည်သူလူထုအတွက်အောင်ပွဲများရရှိစေရန် ညီညွတ်ရေးကိုရှေ့ရှု၍ဘုံရန်သူကိုအမြင့်ပြတ်ချိန်မုံနိုင်ရန်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းပြည်သူတော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။